တုတ်ပါဗျာအမှန်ပဲဒီကမှန်အောင်ပါမရှိစင်စင်ဒီကမှန်တော့ပါမရှိဟောတူတူရာဒီလားမြည်ကြီးဘုနော်အပင်မလေးတော့ကျွန်တော်ပြောတတ်ပြီလားတူတူပါနေတင်ဟမ်ဒီမှာအွားရောင်ရောင်တွေ့နေလားဆရာဦးတရားသူနဲ့လောရိုက်တော့ဒီမှာလေသာရှိုးရက်နဲ့ရှိရောဒါဒါလေကဘုန်းကြီးနဲ့ဆူတာဘောအဲ့ဒါကြီးကလေကားတယ်နော်ခုနကသူပြောတာရွှေချောင်းနဲ့ဘေးမှာပတ်ထားတယ်ဟာတရား ဟုတ်လားမဟုတ်လားကျွန်တော်ပြောတတ်ဘူးလားသူတို့မန်နေကေပေါ်လာတယ်ဆိုတော့အကြောင်းကိုသူတို့ဒီဗီဒီယိုကိုလည်းရိုက်ထားတယ်ဟုတ်လားဒီကားကဒီကားအဝင်လေးပဲရှိသေးရပါတော့ဒီမှာပြောတာတော့ဒီနန်းဆောင်ကိုရအောက်ထဲမှာလို့ပြောတယ်ပေါ့နန်းဆောင်အောက်ထဲမှာဘောင်းနေတယ်တော့ဒီလိုပေါ့နောက်သူတို့ရှီဟောင်းသူစေတနာလို့ဒါဒီကိုတွေ့တာခင်ဗျာနောက်ဒါတော့ဒါအဝင်ဝါးတော့ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘလောက်ကျေပြန်ပြီးတော့မှကြီးတယ်ဆိုတာတော့ ကျွန်တော်မသိဘူးရှောင်းသူစေနာပေါ်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာဘလို့တရားတော့ဒီဟာလေးကိုအဆအဆုံးလေးတော့ပေါ်လာလေးတော့ရိုက်ကြအောင်ပေါ့ဗျာငလင်းလှုပ်ပြီးမှပေါ်လာတဲ့နမ်းမျိုးကိုကြည့်လားနော်ချေဟောင်းနဲ့နော်ဟုတ်ဒါလေကားကွာလေကားတက်နော်ဟောပါမှာဒါမင်းလူကြီးချက်တဲ့တူရမီသားစုတွေအတွက်ကျွန်တော်အောက်ဆင်းကြည့်မယ်အောက်ဆင်းကြည့်မယ်တဲ့โอเคဒီမှာဒီကြည့်ရနော် What's here? Surely. Bali, Bali. What's here? What's here? That's a big problem. We're going to have a problem with that. Hi. Go back. Talk in it. Check it. Oh, hold it. What? Because... I know it's a wind bubble. Wind bubble. It's a wind bubble. It's a wind bubble. သတိကြရဲဝင်ပေါက်ပဲဟာနေဝင်ပေါက်တဲ့ဟာအခုဒီသူဒီကိုကြီးအောက်ဆင်းလာတဲ့ဟာဝင်ပေါက်တဲ့ခွန်းကဒီအပေါ်ဆုံးမှာမြင်ရတဲ့ဟာကကျွန်တော်တို့ထွက်ပေါက်တယ်ဒီလားသူပြောတာလေနော်ဟုတ်ကဲ့ကျွန်တော်ဆက်ကြည့်လိုက်တိုက်ဟာဝင်ပေါက်ရအခုဖြစ်နိုင်တယ်ဗောနော်ကျွန်တော်ခုနပြတယ်ဝင်ပေါက်တယ်အဲ့ဒါအခုမြင်နေတာဝင်ပေါက်တယ်ဒီလားသေးသေးချာချာတော့ပြလိုက်ပြီ ဒီမှာကအဝင်ပေါက်ဟိုမှာကလည်းအဝင်ပေါက်လားအထွက်ပေါက်လားမသိဘူးကတပေါက်ပဲဖြစ်တယ်ပေါ့ဒါပေမဲ့ဒီနန်းဆောင်ကြီးကဒီနားထဲမဟုတ်ဘဲနဲ့မှနန်းဆောင်တယ်နော်တခြားအောက်ထဲမှာဒီအောက်ဒီအောက်ထဲမှာတော့နန်းဆောင်ကြီးရှိတယ်လို့ပြောကြတယ်ပေါ့နော်ဒါကတော့တကယ်လားမဟုတ်လားဟုတ်လားတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့တကယ်ဟိုမှာဘယ်လိုပြောရမလဲသမိုင်းရှိလို့လေသူပေါ်လာတာလေဟုတ်တယ်ပေါ့ငလင်းလုံးတဲ့နေရာမှာအရင်ကသူ့ဘာထပ်တွေ့တာပေါ့နော်

ဝင်ပေါက်နှစ်ပေါက်ဝင်ပေါက်တစ်ပေါက်နော်နေသားယူဝင်သွားမယ်ရှင်သာပဲကျွန်တော်ရှင်သာတော့ဝင်ပေါက်တစ်ပေါက်ဝင်ပေါက်မှာတစ်ပေါက်တွေ့ရောတစ်ပေါက်လေးပေါက်အဲ့တော့တွတ်တော့အဲ့တော့အငင်လေးအငင်လေးဖြစ်မယ်နော်ခုပြနေတာကျလိုက်ချဝင်လိုက်တော့အဲ့တော့ဒါကြီးကခုဘက်ချမ်းနေမှာရှာမယ်โอเคဒါလေးကဒီလိုပါဗျာနော်ဒါကတော့ငနေလှုပ်ပြီးမှအခြေဟောင်းနှမ်းမျိုးရောမြင်ရတဲ့အရာလေးဖြစ်ပါ